ဘုရားမြတ်စွာရဲ့စာပေမှာအလုံးသိကြတဲ့အတိုင်းလောကဆိုတာသုံးမျိုးရှိတယ်။ဩကတလောကလို့ဆိုရက်တတ္တဝါတွေရဲ့ငွေဖွာတည်ရှိပြီးနေထိုင်ရာဖြစ်တဲ့စကြဝဠာတွေနဲ့ဖွဲ့စည်းထားတဲ့ယဝန်ဒေတာကြီးကတစ်ခုရှိတယ်ပေါ့။နောက်တစ်ခုကတတ္တလောကတခါတည်းရန်ကြတော့အဲ့ဒီဩကတလောကထဲမှာ မိတင်းပြီးတော့နေထိုင်ကြတဲ့တ ত্ত্ব ဝါတွေကိုယဉ်ညွန့်ပြီးတော့လောကလို့သုံးတာရှိတယ်အဲ့ဒီလောကကိုတော့တတ္တလောကလို့ခေါ်တယ်တခါတည်းအန်ကြတော့ဩကသလောကကြီးဆိုတာလေဆံရအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာပြီးဆံရအကြောင်းတရားတွေပေါ်မှာမိတည်နေရတာဖြစ်လို့သင်္ခါရပဲတတ္တလောကလို့ခေါ်တဲ့တ ত্ত্ব ဝါတွေဟာလည်းပဲကံစိတ်ဥဒ္ဒုအာရအစတဲ့ဆံရအကြောင်းတရားတွေပေါ်မှာ မိတီပြီးတော့ဖြစ်ပေါ်နေရတာ ဖြစ်လို့တတ္တလောကကြီးတစ်ခုလုံးကိုလည်းပဲသင်္ခါရလို့ပဲခေါ်တယ်။အေးအကြောင်းတရားတွေနဲ့မိတီပြီးတော့နေရတဲ့လောကအလုံးကိုခြုံငုံပြီးတော့သင်္ခါရလောကဩကတလောကတတ္တလောကသင်္ခါရလောကလို့အဲ့လိုသုံးမျိုးရှိတယ်။လောကဆိုတဲ့စကားလုံးကိုဩကတလောကကိုရည်ညွှန်းတဲ့အခါကျတော့ the wall လို့ဘာသာပြန်ကြတယ်။ကဘာဆိုပြီးတော့ခေါ်ဩကတလောကဆိုတာအမတ္တမကျယ်ဝန်းတယ်။စัจ java လာတွေနဲ့ဖွဲ့စည်းထားတဲ့လောကကြီးစัจ java လာတွေကိုလည်းဗုဒ္ဓဘာသာဗုဒ္ဓကျမ်းစာတွေအလိုမှာအနန္တအနန္တဆိုတာစัจ java လာတွေရဲ့အကျယ်ဝန်းပမာဏလည်းအဆုံးပိုင်းချမရှိဘူး။အမတ္တမကျယ်ပြွန်းတဲ့ရာဝန်းကြီးတစ်ခုပဲ။ မြတ်စွာဘုရားကသုလနိကလောကဓာတုသုံးဆိုတာလောကဓာတုဆိုတဲ့စကားလုံးကိုသုံးပြီးတော့စัจ java လာရဲ့အကြောင်းကိုဟောထားတာစัจ java လာအကြောင်းကိုလေ့လာတာ cosmology လို့ခေါ်တဲ့တော့လောကကြီးအကြောင်းကိုဘုရားဟာလေ့လာတဲ့အနေနဲ့ဟောပြောတာမဟုတ်ဘူးအကြောင်းတစ်ခုတိုက်ဆိုင်သည့်အတွက်ကြောင့်လောကကြီးအကြောင်းကိုဟောထားတာရှိတယ်မြတ်စွာဘုရားဟောတဲ့အချိန်တုန်းက လောကဓာတုဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ခေါ်တာစက္ကဝါလစက္ကဝါလဆိုတဲ့အသုံးကအတော်လေးနောက်ကျမှပါဠိစာပေထဲမှာဝင်လာတယ်လို့မှတ်ရအောင်အလုံးစက္ကဝါလဆိုတဲ့စကားလုံးကို ကြားဘူးနေတယ်ပိကြီးယွတ်တိုင်းယွတ်တိုင်းတမန္တာစက္ကဝါလေတုဆိုတဲ့စကားလုံးရှိတာစက္ကဝါလဆိုတဲ့စကားလုံးကိုစက္ကဝါလလို့ပမာရီကပြန်လေးရှိတယ် ဒီမြတ်စွာဘုရားရဲ့ပါဠိတော်တွေတိုက်ရဟောတဲ့ထဲမှာတော့စက္ကဝါလဆိုတဲ့အသုံးဟာမတွေ့ရဘူးလောကဓာတုဆိုတဲ့အသုံးနဲ့ပဲသုံးသွားဓာတုဆိုတာသဘာဝအတိုင်းရှိနေတဲ့လောကလောကလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒီအသုံးနဲ့မြတ်စွာဘုရားကလောကဓာတုမြန်မာပြည်မှာတစ်ချိန်တုန်းကသိပ္ပံပညာရတ်တွေကိုလောကဓာတ်ပညာလို့ဒီလိုခေါ်လာခဲ့ကြတယ်ပေါ့ဒီအသုံးလေးတွေရှိတယ်ပေါ့ လောကဓာတုကိုလောကဓာတ်လောကဓာတ်ပညာလောကဓာတ်အကြောင်းနဲ့ရှင်းတော့ဒီလိုခေါ်တယ်။အေလောကဓာတုနဲ့ပတ်သက်လာပြီးတော့မြတ်စွာဘုရားကသုလနိကလောကဓာတုမစ္စိမိကလောကဓာတုမဟာလောကဓာတုဆိုပြီးတော့လောကဓာတုသုံးမျိုးခွဲခြားပြီးတော့ဟောထားတာရှင်းဗုဒ္ဓဆက်ကော့စမိုလော်ဂျီအနေနဲ့လေ့လာမယ်ဆိုလို့ရှိရင် အင်္ဂုတ္တပါဠိတော်မှာဇုလနိကလောကဓာတုတုတ်ကိုဖတ်ရှုလေ့လာကြအောင်ဖြစ်ပါတယ်